မင်္ဂလာပါရှင်2014ခုနှစ်မေလ15ရက်ကြာတာပြည်နေ့ညပိုင်းလွတ်လပ်တဲ့အာရှတဲ့ RFI ရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကို American ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီ။ကျွန်မကခင်ခင်ဤပါ။ RFI ရဲ့အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8:00နာရီခွဲကနေ9:00နာရီထိတင်ဆက်သွားမှာပါ။ဒီအစီအစဉ်ကိုပဲနောက်တစ်နှစ်မနက်9:00နာရီခွဲမှတစ်ချိန်ညနေ10:00နာရီမှတစ်ချိန်ပြန်လည်ထုတ်လွှင့်ပေးနေတဲ့အကြောင်းသိပေးရပါတယ်။ဒီကနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတင်ပြပေးပါမယ်ရှင်။ ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားတဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ဟောပြောခွင့်နဲ့မဲဆွဲစည်းရုံးခွင့်ဥပဒေမူကြမ်းကိုနိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ဆွေးနွေးပြီးပြင်ဆင်သွားမယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတည်ရေးကပြောလိုက်ပါတယ်။ရန်ကုန်တာမွေမြို့နယ်က Sky Star Hotel မှာဒီကနေ့ပြုလုပ်တဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့နိုင်ငံရေးပါတီတွေကြားရွေးကောက်ပွဲဆိုင်ရာပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုအစည်းအဝေးမှာဦးတည်ရေးကအခုလိုပြောလိုက်တာပါ။ 2014ခုနှစ်ကုန်ကင်နီးမှာကျင်းပမဲ့ဂျားပြတ်ရွေးကောက်ပွဲနဲ့လာမယ့်2015ခုနှစ်ကျင်းပမဲ့ရွေးကောက်ပွဲတွေမှာနိုင်ငံရေးပါတီတွေနဲ့ကိုယ်စားလှယ်လောင်းတွေလိုက်နာရမယ့်စည်းကမ်းတွေကိုဥပဒေချမ်းဖြစ်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ခဲ့တာပါ။ အဲ့ဒီဥပဒေချမ်းမှာမဲဆွယ်စည်းရုံးခွင့်ကာလကိုတစ်လသာသတ်မှတ်ပေးထားတာနဲ့မဲဆွယ်စည်းရုံးမဲဆိုရင်ကြိုတင်ခွင့်ပြုချက်တောင်းခံရမယ်ဆိုတဲ့အချက်တွေကိုဒီကနေ့တက်ရောက်တဲ့နိုင်ငံရေးပါတီတော်များများကသဘောမတူကြပဲကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်တွေကသာသဘောတူကြောင်းဆွေးနွေးခဲ့ကြပါတယ်။ဒီကနေ့ဆွေးနွေးပွဲကိုနိုင်ငံရေးပါတီ56ပါတီကကိုယ်စားလှယ်တရာကျော်တက်ရောက်ခဲ့ကြပါတယ်ရှင်။ လွတ်တော်ကိုယ်စားလှယ်လောင်းနေဟော်ပြောစီယုံခွင့်နဲ့ပတ်သက်ပြီးပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်မဲ့ညွှန်ကြားချက်မူတမ်းပါအချက်တချို့ကိုပြင်ဆင်ပယ်ဖျက်ပေးဖို့ FDA လို့ခေါ်တဲ့ Federal Democracy မဟာမိတ်ဖွဲ့ကတောင်းဆိုလိုက်ပါတယ်။ရန်ကုန်မြို့မြို့သားဒီမိုကရေစီအင်အားစုပါတီ NDF ရုံးခန်းမှာမနေ့ကပြုလုပ်တဲ့စည်းဝေးကနေကြေညာချက်တစောင်းထုတ်ပြန်ပြီးတောင်းဆိုလိုက်တာပါ။မြန်မာနိုင်ငံမှာပါတီစုံစနစ်ထွန်းကားပြီးရွေးကောက်ခံ အာဏာရှင်စနစ်မထွန်းကားဖို့ ါတီကြီးဝါဒကိုကာကွယ်ဖို့အတွက်ရေကောက်ပဲစနစ်ပြောင်းလဲကျင့်သုံးဖို့လည်းတောင်းဆိုထားပါတယ်။ ဒါပြင်တနိုင်ငံလုံးပြည်ခတ်ရစဲရေးသဘောတူညီချက်ရရှိပြီးနိုင်ငံရေးဆွေးနွေးပွဲတွေပြုလုပ်တဲ့အခါနိုင်ငံရေးပါတီအားလုံးတယောက်ဆွေးနွေးခွင့်ရှိဖို့လဲ FDA မဟာမိတ်ဖွဲ့ကတောင်းဆိုလိုက်ပါတယ် FDA လို့ခေါ်တဲ့ Federal Democracy မဟာမိတ်အဖွဲ့ကိုအမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ Democratic ပါတီမြန်မာပြည်ဒီမိုကရေစီနဲ့ညီညာရေးပါတီပြည်ထောင်စုဒီမိုကရေစီပါတီမတူကွဲပြားခြင်းနဲ့ညီညာရေးပါတီစတဲ့နိုင်ငံရေးပါတီ၁၀ပါတီနဲ့စုစည်းပြီးပြီးခဲ့တဲ့ဇန်နဝါရီလကဖွဲ့ ်စည်းခဲ့တာဖြစ်ပါတယ်။ FDA မဟာမိတ်ဖွဲ့ဝင် ဖြစ်တဲ့မြို့သားဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ဥက္ကဋ္ဌဦးခင်မောင်ဆွေနဲ့ RFP တွေ့ဆုံမေးမြန်းခန်းကိုအစီအစဉ်နောက်ပိုင်းမှာထုတ်လွှင့်ပေးဖို့ရှိပါတယ်ရှင်။ပကိုးတိုင်းသဲကုန်းမြို့နယ်မှာမနေ့ကရဲတပ်ဖွဲ့ဝင်တွေရဲ့ရိုက်နှက်တာကိုခံခဲ့ရတဲ့တောင်ကူခရိုင်ဘက်ကတအဖွဲ့ဝင်ကိုကောင်းထက်ကျော်ရဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတောင်ဝင်ရှိသူတွေကိုဖော်ထုတ်အရေးယူပေးဖို့ဘက်ကတဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကတောင်းဆိုလိုက်ပါတယ်။ တဲကုန်းမြို့မှာမနေ့ကပြုလုပ်တဲ့လက်သမားဆန္ဒပြပွဲအပြီးရဲကရိုက်နှက်ဖမ်းဆီးတဲ့အတွက်ဘက္ကတများဖွဲ့ချုပ်ဝင်ကိုကောင်းထက်ကျော်ဦးကောင်းမှဒဏ်ရာရသွားခဲ့ပါတယ်။တရားဥပဒေကိုမျက်ကွယ်ပြုပြီးဖမ်းဝရမ်းမပါဘဲအခုလိုဖမ်းဆီးရိုက်နှက်တဲ့အပေါ်ပြင်းပြင်းထန်ထန်ကက်ကွက်တဲ့အကြောင်းဒီနေ့ရန်ကုန်မြို့မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာចောင်းသားတမကများဖွဲ့ချုပ်ဥက္ကဋ္ဌကိုကျော်ကိုကိုကပြောပါတယ်။တဲကုန်းမြို့မှာဖန်ဆီးခံထားရတဲ့လဲသမားကိုပေါက်ဆာကိုပြန်လှုပ်ပေးဖို့အတွက်မင်းကြီး ဘကတအဖွဲ့ဝင်တွေနဲ့လက်သမားတွေဆန္ဒပြပြီးအပြည့်အမှားရဲတပ်ဖွဲ့ဝင်တွေကရိုက်နှက်ခဲ့တာကြောင့်ကိုကောင်းထက်ကျော်ထံရရခဲ့တယ်လို့လက်သမားနှစ်ဦးလည်းဖန်ခံခဲ့ရပါတယ်။တဲကုန်းမြို့နယ်အောင်ကုန်းတင်တော်ကစွန်အင်းရင်းတိုက်တဲနဲ့နှောကုန်းကျေးရွာ၅ရွာမှာစစ်တပ်ကတည်ယူထားတဲ့လက်မြေအေက9000ကျော်ကိုပြန်လည်ရရှိဖို့ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းကလက်သမားတွေတပိတ်စခန်းဖွင့်ပြီးတောင်းဆိုနေကြတာဖြစ်ပါတယ်။ KIA ကချင်လူမျိုးရေးတက်မတော်ဒုတိယစစ်ဦးစီးချုပ်ဗိုလ်ချုပ်ခွန်မော်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့အပြစ်ခတ်ရစဲရေးညှိနှိုင်းရေးအဖွဲ့ NCCT အဖွဲ့ဝင်တွေဟာကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာဒီကနေ့လူမှုတွေ့ဆုံပွဲပြုလုပ်ခဲ့ပါတယ်။ RFA အဖွဲ့သားကိုခင်မောင်စိုးမင်းကတင်ပြထားပါတယ်ရှင်။တိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့တွေကခေါင်းဆောင်တွေရဲ့ဟောပြောပွဲကိုမြစ်ကြီးနားမြို့စီတာပူရက်ွက်ကရိုးရာမနှောကွင်းမှာပြုလုပ်တာဖြစ်ပါတယ်။ အဲ့ဒီဟောပြောပွဲမှာတိုင်းရင်းသားခေါင်းဆောင်တွေကပြည်ထောင်စုအရေးအပြစ်အခိုက်ရစဲရေးနဲ့ရင်းချမ်းရေးစတာတွေကိုအဓိကထားရှင်းပြကြပါတယ်။ဒါအပြင်သက်ဆိုင်ရာအဖွဲ့ခေါင်းဆောင်တွေကလည်းသူတို့အဖွဲ့ရဲ့ယက်တီချက်တွေကိုရှင်းပြပါတယ်။အဲ့တော့အစိုးရကကျွန်တော်တို့ပြည်ထောင်စုထဲကနေဘယ်တော့မှမထွက်ဘူးလို့လည်းမထိုးစီခြင်းလဲ။ကျွန်တော်တို့ပြောတာကကျွန်တော်တို့အစိုးရအနေနဲ့ဆိုတဲ့အချုပ်က1948ခုနှစ်မှာ လက်မှတ်ထိုးထားပြီးသားဖြစ်တယ်ကတောင်ကိုရခုနစဲခုနစဲလေးရည်စားပြီးဤရဲ့ဟာလက်ရှိအခြေအနေများကိုတုံ့ပြန်ပြီးကမ္ဘာအချင်းချင်းများကိုတုံ့ပြန်ပြီးတော့ကျွန်တော်တို့ရဲ့ဘူဝါဒသဘောထားအချို့ကိုလူစုကြားထဲကို message တွေပို့ခဲ့တာကတော့ပြည်ထောင်စုအရေးဖြစ်ပါတယ်ကျွန်တော်တို့ဤရဲ့အနေနဲ့ငင်းချမ်းကြီးကိုမလူချင်လို့အခုတစ်ခါအပြစ်ခတ်ရဆိုင်ရင်လည်းမရီးထိုးတာမဟုတ်ဘူးတနင်္ဂနွေလုံးအပြစ်ခတ်ရဆိုင်ရေးဆိုတဲ့ ဖြစ်စဉ်ပေါ်မှာကျွန်တော်တွားနေတာဖြစ်ပါတယ်လို့ကျွန်တော်ပြောလို့ပါတယ်တိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့တွေနဲ့ဖွဲ့စည်းထားတဲ့တပြည်လုံးအပြစ်ခတ်ရစရေးအဖွဲ့ခေါင်းဆောင်လည်းဖြစ်ဝန်ပြည်သစ်ပါတီ NMSP ရဲ့အထွေထွေအတွင်းရေးမှူးလည်းဖြစ်တဲ့နိုင်ဟန်သာကလည်းလက်ရှိအပြစ်ခတ်ရစရေးအခင်းအကျင်းကိုရှင်းပြပါဗါတယ်တပ်မတော်ဘဲရဲ့အောက်စုတဲကတိတ်ကိုသဘာဝမကျတဲ့ ပေါ်စီးယူလွန်းတဲ့သဘောထားပဲဖြစ်မယ်။နော်။တစ်ဖက်ကအဲ့ဒါကိုကြည့်လိုက်ရင်အစိုးရဘက်ကလည်းအစိုးရရောထုတ်တော်ရောဒါကိုလက်ခံလာမှလက်မခံလာတော့မသိဘူး။ဒါပေမဲ့တမတော်ကပြောသလိုပဲဖြစ်နေတယ်။တစ်ဖက်ကလည်းပြောနေတယ်အခုပြစ်ခတ်ရဆယ်ကြီးကာလမှာတမတော်နဲ့သဘောတူညီမှုရမှဖြစ်မယ်ဆိုပြီးတော့လည်းအဲ့လိုပဲပြောနေတယ်။တမတော်ကအကြီးအကျယ်ဆုံးကဏ္ဍကိုရောက်နေတယ်။တန်းတူညီသူနော်ပုံစံမျိုးဖြစ်ဖို့လိုတယ်။ တစ်ဖက်ကပေါ်စည်းရပြီးတော့မှတစ်ဖက်ကနှားပေါက်ကိုလာပါဆိုပြီးတော့မှအဲ့လိုနေရမှပြန်ဆံမျိုးတော့ဘလို့ဘလို့မှမတရားဘူးဘလို့မှမမှန်ကန်ဘူးဘလို့မှဖြည့်ရှင်းလို့မရဘူးလို့ကျွန်တော်မြင်ပါတယ်ဒါအပြင် တိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီးလဲကရင်အမျိုးသားအစည်းအရုံး KNU ရဲ့အတွင်ရေးမှူးဖရိုကွယ်ထူးဝင်းကရှင်းပြပါဗါဒီနိုင်ငံရေးပြဿနာတိုင်းသားမှာဖြစ်တဲ့နိုင်ငံရေးပြဿနာလူမျိုးရေးပေါ်အခြေခံတဲ့နိုင်ငံရေးပြဿနာဖြစ်ပါ အမျိုးသားရုပ်အခြေခံလက်ပြတ်လာပြပါလေကြော်ရင်ကြော်ရင်သိရှိနားရပါလေကျွန်တော်တို့တိုင်းပြည်မှာလူမျိုးစုရဲ့စုပေါင်းနေတဲ့အဖြစ်တဲ့လူမျိုးစုတွေရဲ့အဲ့ရရှိပိုင်ခွင့်တရားနဲ့ပတ်သက်ရပိုင်ခွင့်နဲ့ရရှိတဲ့အတွက်တောင်းဆိုတိုက်တွန်းလာခဲ့တာဖြစ်တယ်ကျွန်တော်တို့လည်းလည်းပဲတဲ့လည်းဖွဲ့စည်းတဲ့ဖွဲ့စည်းပြီးတော့လှုပ်ရှားလာခဲ့တာနိုင်ငံတော်အားထားကိုသိမ်းပါလည်းမဟုတ်ပါဘူးနိုင်ငံတော်ဆိုးရွားမှုထုတ်ချပါလည်းမဟုတ်ပါဘူး ကိုမျိုးသားရဲ့နာမည်နဲ့တည်ခဲ့ကိုကာကွယ်နိုင်ဖို့အတွက်ကိုမျိုးသားကိုကာကွယ်နိုင်ဖို့အတွက်ဖွဲ့စည်းလာတဲ့အဖွဲ့အစည်းတွေဖြစ်ပါလေတိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့တွေကခေါင်းဆောင်တွေဟာဒီလမေ23ရက်နေ့ကမြကြီးနားမြို့မှာ KIA ကချင်လက်နက်ကင်တပ်ဖွဲ့နဲ့မြမအစိုးရပြည်ထောင်စုငြိမ်းချမ်းရေးကော်မတီနဲ့ဆွေးနွေးပွဲကိုလေးလာသူအဖြစ်တက်ရောက်ကြတာဖြစ်ပါတယ်။နောက်နေ့မှာတော့ KIA ကချင်လူမျိုးရေးတပ်ဖွဲ့က သူတို့ရဲ့ဌာနချုပ်လိုင်းစာမျိုးကိုဖိတ်ကြားတဲ့အတွက်အဲ့ဒီကိုဆက်လက်ထွက်ခွာကြမယ်လို့သိရပါတယ်ခင်ဗျာ RFA ဖွဲ့သားကုခင်မောင်စုံမင်းတင်ပြသွားတာပါလက်ရှိရန်ကုန်မင်းကလေးအမြန်လမ်းမကြီးဟာတစ်ဖက်ကိုလေးလမ်းသွာစုစုပေါင်း၈လမ်းသွာလမ်းမကြီးအဖြစ်ရောက်ရှိမှသာအမြန်လမ်းအင်ကာရက်နဲ့ပြည့်စုံမှာဖြစ်တယ်လို့ဆောက်လုပ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးတင်ကဒီကနေ့ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့3ရက်ကနေပြည်တော်ရန်ကုန်အမြန်လမ်းမှာရာဇာမင်းခီးတဲ့တင်ရင်တိတ်မောက်ခဲ့တာနဲ့ပတ်သက်ပြီးဒီကနေ့နေပြည်တော်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာဒုတိယဝန်ကြီးဦးစိုးတင့်လက်ရှိအမြန်လမ်းရဲ့လိုအပ်ချက်တွေနဲ့ပတ်သက်ပြီးရှင်းပြခဲ့တာပါနေပြည်တော်လမ်းမှာတိတ်ချောက်တိတ်မောက်ခဲ့တဲ့ရာဇာမင်းခီးတဲ့တင်ရင်လိုင်းကိုလည်းရန်ကုန်နေပြည်တော်ပြည်ဆွဲခွင့်ပိတ်သိမ်းလိုက်ကြောင်းနေပြည်တော်ကောင်စီဝင်ဦးစောလှကဒီကနေ့သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါဗျာ ရန်ကုန်မင်းကလေးအမြန်လန်းဟာ366မိုင်ကျော်ရှည်လျားပြီးကားလန်းအဆင့်မြင့်တင်ဖို့အတွက်အမေရိကန်ဖွံ့ဖြိုးရေးအေဂျင်စီ USAID အပြင်နိုင်ငံတကာကနည်းပညာနဲ့ငွေကြေးကူညီတွေရယူပြီးဆောင်ရွက်သွားဖို့ရှိတယ်လို့လည်းသိရပါတယ်။ယထာပို့ဆောင်ရေးဝန်ကြီးဌာနကပြုလုပ်တဲ့ဒီသတင်းစာရှင်းလင်းပွဲကိုဆောက်လုပ်ရေးဗန္ဒာရေးနဲ့ကျန်းမာရေးဝန်ကြီးဌာနတွေကဒုတိယဝန်ကြီးတွေတက်ရောက်ခဲ့ကြပါတယ်ရှင်။ အာရီတိုင်းမော်လမြိုင်ကျွန်းမြို့နယ်မှာရှိတဲ့ကျေးရွာပေါင်း100ကျော်မှာတင်းဆဲခံထားရတဲ့လေမြေအေက6000နီးပါးရှိနေပြီးပိုင်နဲ့ကျူးလွန်မှုတွေနဲ့တရားရင်ဆိုင်နေရတဲ့လယ်သမား300ရှိတယ်လို့မြန်မာနိုင်ငံတောင်သူလယ်သမားတမကကဒီနေ့ပြောလိုက်ပါတယ်။မော်လမြိုင်ကျွန်းမြို့နယ်တောင်သူလယ်သမားတမကရုံမှာလယ်သိမ်းခံထားရတဲ့ဒေသခံလယ်သမားတွေနဲ့တောင်သူလယ်သမားတမကအဖွဲ့ဝင်တွေဒီနေ့တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ လေယာမြေပြတနာတွေနဲ့ဆွတ်နေပြီးဖန်စီခံထားရတဲ့လေသမားတွေရဲ့အရေးကိုဖြည့်ရှင်းမပေးဘူးဆိုရင်သက်ဆိုင်ရာအုပ်ချုပ်ရေးအစဉ်စဉ်ကိုတရားစွဲဆိုသွားမယ်လို့မြန်မာနိုင်ငံတောင်သူလေသမားတမကတာဝန်ခံမဆဆုနွေရပြောပါတယ်လေယာမြေတင်းဆက်ခံရမှုပြဿနာတွေနဲ့ပတ်သက်လို့တိုင်ကြားရမှာမြေစည်ဥစည်းဌာနနဲ့မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေကတာဝန်ယူဖြည့်ရှင်းမပေးဘဲရှောင်လွှဲနေကြတယ်လို့လည်းဆိုပါရတယ်။ ပြည်သူဝန်ထမ်းတွေအနေနဲ့ဝန်ထမ်းကျင့်သုံးတဲ့အညီမဆောင်ရွက်တဲ့အပေါ်ပြည်သူတွေအနေနဲ့ဥပဒေအကြောင်းအရတရားစွပ်စွဲခွင့်ရှိတယ်လို့လည်းမဆူဆူနွေးရပြောပါတယ်။ဒီလေယာမြေပြဿနာတွေကိုနှစ်ပတ်အတွင်းမဖြေရှင်းပေးဘူးဆိုရင်မြို့မော်လမြိုင်ကျွန်းမြို့နယ်လယ်သမားတွေစုပေါင်းပြီး ARD တိုင်းဒေသကြီးအစိုးရရုံးဆိုင်တဲ့ပသိမ်မြို့အထိလက်လျှောက်ချီတက်ကြမယ်လို့လည်းလယ်သမားတွေကပြောပါတယ်ရှင်။ ရန်ကုန်မြို့ကလက်ဖက်ရည်ဆိုင်တွေမှာစပွဲထိုးလုပ်နေကြတဲ့ကလေးတွေကိုဘတ်စကားပေါ်မှာစာသင်ပေးနေတဲ့မြန်မာ Mobile Education Project မြန်မာရွေးရှားပညာရေးအဖွဲ့ဟာရန်ကုန်တိုင်းအတွင်းကဖုံတော်ကြီးတင်ကျောင်းတွေနဲ့ဒေါပုံနဲ့တောင်ကလပ်မြို့နယ်တွေမှာတိုးချက်တင်ကြားပေးသွားမယ်လို့သိရပါတယ်။တော်ပုံနဲ့တောင်းကလပ်မှာအင်္ဂလိပ်စာနဲ့ကွန်ပျူတာဘာသာရပ်တွေကိုသင်ကြားပေးမှဖြစ်ပြီး ဖုန်းတော်ကြီးတင်ကြောင်းတွေကိုလည်းအပတ်စဉ်စနေတနင်္ဂနွေနေ့တိုင်းကားနဲ့လှည့်ပြီးအင်္ဂလိပ်စာသင်ချာနဲ့ကွန်ပျူတာဘာသာရပ်တွေကိုတစ်နှစ်နှစ်နာရီကြာသင်ကြားပေးဖို့စီစဉ်ထားတယ်လို့သိရပါဗျ။ကျောင်းနေရမယ့်အရွယ်မှာကျောင်းမနေနိုင်ပဲလုပ်ငန်းခွင်ကိုရောက်နေတဲ့ကလေးတငယ်တွေအတွက်ပညာရေးတစ်ခုတည်းသာမဟုတ်ပဲအတတ်ပညာတွေကိုပါသင်ကြားပေးဖို့လိုအပ်တယ်လို့မြန်မာရွေးရှားပညာရေးအဖွဲ့ကပြောပါဗျ။ကလေးတွေကိုစာသင်ကြားပေးဖို့အပြင်အမျိုးသမီးတွေအတွက် လက်မှုလုပ်ငန်းအထက်ပညာတွေကိုလည်းသင်ကြားပေးမယ်လို့ဆိုပါရယ်ဒီအဖွဲ့ဟာမြောက်ကလပနဲ့တာမွေမြို့နယ်တွေမှာရှိတဲ့ Lucky 7လက်ဖက်ရည်ဆိုင်တွေကစပွဲထိုးကလေးငယ်150လောက်ကိုစာသင်ပေးနေတာ6လကျော်ပြီဖြစ်ပြီးသင်ကြားမှုအောင်မြင်လာတဲ့အတွက်စီမံကိန်းကိုအခုလိုတိုးချဲ့ဖို့ပြင်ဆင်နေတာလို့လည်းသိရပါရယ်ရှင် ဒီညအတွက်သတင်းကဏ္ဍကိုဒီညနဲ့ရနာခွင့်ပြုပါ RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်မကြာခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်ပြီးတင်ဆက်ပေးမှာပါကျမတို့ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ9နာရီထိညစဉ်ထုတ်လွှင့်ပေးနေပါတယ်ဝေဖန်ကြံပြည့်ချက်တွေကိုလည်းဖိတ်ခေါ်ပါတယ်ရှင် ဖေးရမြင်တန်ကြားအစီအစဉ်တွေကိုကြည့်ရှုနေရတာပါရှင်။အခုဆက်ပြီးတော့သတင်းပေးပို့ချက်တွေတွေ့ဆုံမေးမြန်းခန်းတွေကိုထုတ်လွှင့်ပေးမှာပါ။လာမယ့်ရွေးကောက်ပွဲတွေမှာနိုင်ငံရေးပါတီတွေလိုက်နာရမယ့်စီကင်းတွေနဲ့ပတ်သက်ပြီးပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့နိုင်ငံရေးပါတီတွေဒီကနေ့ရန်ကုန်တာဝန်မြို့နယ်မှာရှိတဲ့ Sky Star Hotel မှာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ RFA သတင်းတောက်ကိုနေမျိုးထွန်းကတင်ပြထားပါတယ်ရှင်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားတဲ့ တွတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့စူဝေးဟောပြောခွင့်နဲ့မဲဆွယ်စည်းရုံးခွင့်ဥပဒေကြမ်းနဲ့ပတ်သက်ပြီးနိုင်ငံရေးပါတီတွေဘက်ကပြုပြင်လိုတဲ့အချက်တွေကိုအပြန်အလှန်ဆွေးနွေးညှိနှိုင်းကြတဲ့ပွဲဖြစ်ပါတယ်။လာမယ့်2014နှစ်ကုန်မှာပြုလုပ်မယ့်ကြားပြတ်ရွေးကောက်ပွဲနဲ့2015ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီတွေကလွှတ်တော်ကိုယ်စားလှယ်လောင်းတွေမဲဆွယ်စည်းရုံးခွင့်ကာလနဲ့စုဝေးဟောပြောခွင့်လျှောက်ထားခြင်းစတာတွေအပါအဝင်မူကြမ်းမှာပါတဲ့အချက်တွေကိုဆွေးနွေးခဲ့တာပါ။ မဲဆွဲစီယုံဝင်ကာလကိုတလှသာခွင့်ပြုထားပြီးစူဝေးဟောပြောမဲ့နေရာအချိန်လူဦးရေတွေကိုကြိုတင်ခွင့်ပြုချက်ရယူရမယ်လို့လည်းသတ်မှတ်ထားတာဖြစ်ပါတယ်။ဒီဘွားဖြင့်ပြောမယ်ဆိုရင်ဥရိမူချန်နဲ့ပတ်သက်လို့ကျွန်တော်တို့သဘောတူပါတယ်။ပြည်လည်းပြည်စုံပါတယ်။ကျွန်တော်ဒီမှာတဲ့အတော့မူချန်ကိုမူချန်ရလာတဲ့ပုံမှာမူတည်ပြီးတော့ကျိုးလည်းပေးထားပါတယ်။ကျိုးပေးထားတဲ့ပုံမူတည်ပြီးတော့မှအခုအကြံပြုချက်တွေပေးတယ်။တကယ်တော့ပြည်သူ့အမေကိစ္စကပြည်သူ့အမေကိစ္စကတော့ကွန်ရှင်မဲ့လေအဲ့တော့ဒီပုံမှန်မူတည်ပြီးသူစဉ်းစားပြီးပြည်သူ ဒါပေမဲ့နိုင်ငံရေးပါတီခေါင်းဆောင်တော်တော်များများကမဲဆွယ်စည်းရုံးခွင့်ကာလနဲ့မဲဆွယ်စည်းရုံးဖို့သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်စီကိုကြိုတင်ပြီးခွင့်ပြုချက်ယူရမယ်ဆိုတဲ့အချက်တွေကိုမကြိုက်ကြပါဘူးကျွန်တော်တို့ကတော့ဒီဒီ energy အနေနဲ့တော့ဆွေးနွေးမှာဆိုရင်ဥပဒေပဲဆွေးနွေးအကြောင်းအရာတွေဆွေးနွေး facts တွေကိုဆွေးနွေးနော်ဟိုမဲစည်းရုံးဘယ်လိုကောက်မလဲကျွန်တော်တရားမျှတအောင်ပါတီလုပ်လိုက်မယ်ဟိုဘက်လုပ်မယ်ဒါတွေကျွန်တော်မပြောဒါကျွန်တော်လုပ်မယ်လို့မဟုတ်ဒါ commission လုပ်မယ်လို့ကျွန်တော်တို့က ဥပဒေတရားမှာပြည့်စုံဖြစ်နေတာကိုကျွန်တော်ပြောမူကျန်းထဲမှာရွေးကောက်ပွဲအနိုင်ရတဲ့လွတ်တော်ကိုယ်စားလှယ်တူဦးကန့်ကွက်ခံရရင်ထုချိတ်လွှာတင်ရမယ့်အချိန်သတ်မှတ်ပေးထားတာ15ရက်ပဲဖြစ်နေတာကြောင့်နယ်လွန်ကြောင်တလအဖြစ်ပြောင်းလဲပြင်ဆင်ပေးဖို့အဆိုပြုသွားမယ်လို့တတိပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်ဒေါက်တာညိုညိုတင်းကပြောပါဗျာ။နယ်ရရတဲ့ရွေးကောက်ပွဲအဲရွေးကောက်ပွဲကိုယ်စားလှယ်ဟာသူက15ရက်အတွင်းမှာသူကကန့်ကွက်ခံရလို့ရှိရင်သူပြန်ပြီးတော့ထုချိတ်လွှာတင်ရတာပေါ့နော်။အဲ ဲ့လိုခြေပလွာပေါ့เนาะအဲ့လိုထုခြေလွာခြေလွာတင်တာလို့ခေါ်တာပေါ့အဲ့လိုခြေလွာတင်တာက15ရက်ပဲအချိန်ပေးထားတဲ့အတွက်ကြောင့်မလို့အဲ့ဒါတကယ်တမ်းတော့မလုံတော့ဘာကြောင့်အန်တီကဒါကိုပြောရလဲဆိုအန်တီကိုလည်းလည်း2010ရုပ်ောက်ပွဲမှာအန်တီကနိုင်ရပြီးတော့မှာပေါ့เนาะဒါဟိုကန့်ွက်ခံရတယ်ပေါ့เนาะအဲ့တော့ကန့်ွက်ခံရတဲ့အခါမှာကန့်ွက်ခံရတဲ့ယူကောက်ပွဲကိုစတင်ပြီး15ရက်အတွင်းမှာရှေ့နေတဲ့တိုင်ပင်ပြီးတော့ဒီယူကောက်ပွဲကော်မရှင်ယုံကြည်ယူလာပြီးတော့ 15ရက်အတွင်းမှာပြန်ခြေထွားကိုတင်ဖို့ဆိုတာတကယ်လက်တွေ့မှာအရန်ခက်တယ်ဒါကြောင့်မလို့အဲ့ဒီရက်ကန့်သက်ချက်ကိုတော့အန်တီကတလအတွင်းဆိုပြီးတော့အဲ့လိုမျိုးပြန်ပြင်ဖို့ပေါ့နော်ဒါအန်တီအနေနဲ့ဒါအဆူပြုတ်ပါမယ်ပေါ့နော်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ဥက္ကရာဦးတင်အေးကစည်းကမ်းချက်တွေနဲ့ပတ်သက်ပြီးပါတီခေါင်းဆောင်တွေနဲ့တိုင်ပင်ဆွေးနွေးပြီးအများသဘောတူကျင့်တတ်တာတွေကိုချပြဆွေးနွေးပြီးတော့ပြင်ဆင်သွားမယ်လို့ပြောပါတယ်ဥရီဆိုတော့ဘာလို့ကျွန်တော်ပြင်လို့မရအောင်နော်သို့သော်လည်းပဲဇန်နဝါရီကတော့သူတို့တိုင်ပင်မှုတိုင်ပင်ပြီးမှ များသဘောအများအများကျင်တဲ့တော့ဒါချပြဆွနေပြီးတော့ဒါဒါတမီးမီဆွနေဟိုပြည့်စံတော့မှာရေကောက်ဘက်မှာရခင်အာနေချက်တရှိတယ်အာနေချက်ကခုနပြောလိုပဲအလုံးရဲ့ဟိုရေကောက်ဘက်နဲ့ပတ်သက်တဲ့အသိပညာအာနေတာပေါ့အာနေတာဒီကိုဟိုကျွန်တော်တို့နေရတော့ဟာအလုံးသိအောင်ဒါ good education ပေးရမှာပေါ့နော်ကျောင်းလဲတာဟိုဟိုကျန်တဲ့စနစ်တွေဆိုဘာလို့ကျောင်းလဲတာမရှိပါဘူး ်အခုနောက်ပြောတဲ့ဟိုမက်ဆင်ကောက်တာတွေမဲပေးတယ်ဗျာတောင်းလဲချက်ဖြစ်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့နိုင်ငံရေးပါတီတွေကြားရွေးကောက်ပွဲဆိုင်ရာပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုအစည်းအဝေးကို ပါတီ90ကျော်ရှိတဲ့အနေနဲ့56ပါတီကပါတီခေါင်းဆောင်2ဦးစီတက်ရောက်ခဲ့ကြပါတယ်ခင်ဗျာ RFA သတင်းတောက်ကိုနေမျိုးထွန်းတင်ပြသွားတာပါရှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားတဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့စုဝေးဟောပြောခွင့်နဲ့မဲဆွယ်စည်းရုံးခွင့်ဥပဒေချမ်းဟာကန့်သက်ချက်တွေများနေတယ်လို့အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီဥက္ကဋ္ဌဦးခင်မောင်ဆွေကပြောလိုက်ပါတယ်။ဦးခင်မောင်ဆွေကို RFA သတင်းတောက်ကိုမျိုးစော်ကိုကတွေ့ဆုံမေးမြန်းထားပါတယ်ရှင်။ဒီကောက်ပွဲနဲ့ပတ်သက်ပြီးဟောပြောခွင့်တွေနဲ့ပတ်သက်ပြီးတော့ဒီဥပဒေချမ်းအပေါ်ကိုအန်ကယ်ရို NDF ပါတီရဲ့သဘောထားကိုသိကြပါခင်ဗျ။ဟုတ်ကဲ့ NDF ပါတီအနေနဲ့ကတော့ ီကောက်ပွဲကုစရယ်များလိုက်နာရမယ်ဒီစီမင်းစီကံမူရန်ကိုထုတ်ပြန်ပြီးတော့ပါတီတွေပို့ပါတယ်ဒီအိန္ဒိယပါတီကလည်းရပါတယ်ဖတ်ရှိလေ့လာရှိတဲ့အခါမှာဒီကောက်ပွဲကော်မရှင်ရဲ့ဒီကုစရယ်ကောင်းတွေအပေါ်မှာကန့်သက်ချက်တွေဟာလိုအပ်ထားတဲ့ပုံများနေဆိုတော့တွေ့ရတယ်တွေ့ရတဲ့အတွက်ဒီများနေတဲ့ဒီကန့်သက်ချက်တွေဟာကိုပြဖြက်ပေးဖို့မလိုအပ်တဲ့ကန့်သက်ချက်တွေပြဖြက်ပေးဖို့တောင်းဆိုသွားမှာဖြစ်ပါတယ်ဥပမာကြည့်မယ်ဆိုရင်တော့ဒီကန့်သက်ချက်တွေဟာ စီအစိုးရအုပ်ချုပ်တဲ့ကာလအောက်ကရွက်ောက်ပွဲဒီမှာတော့ကတ်သက်ချက်တီလောက်နီးနီးပြန်ပြီးတော့ရောက်သွားတာတွေ့နေရတဲ့ပို့ပြီးတော့ကတင်းတင်းကြပ်ကြပ်ဆောင်ရွက်လိုတဲ့အနေထားတွေပြန်ပေါ်လာတယ်လို့ပဲပြောရမှာပဲဟောအခုလိုမျိုးဒီအစ်စ်ရေးဆွဲတဲ့ဒီရွက်ောက်ပွဲဥပဒေချမ်းမှာဒီအတင်းတင်းကြပ်ကြပ်ဖြစ်တဲ့ကန့်သက်ချက်တွေပို့ပြီးတော့ပါလာတယ်ဆိုတော့အငယ်နေနဲ့ဘလူးအကြောင်းမြန်ဒီလိုအချက်တွေပြန်ပြီးတော့ထည့်သွင်းရတယ်လို့ယူဆလည်းမသိခင်ဗျဒါရီကတော့ရွက်ောက်ပွဲကော်မရှင်ရဲ့ဒီ ကြောင်းချမှုတွေပေါ့ပြည်သူလူထုနဲ့ဒီတော်တော်ကိုယ်စားလောင်းတွေ့တဲ့ဟာမှာဘယ်သူပဲကတော့တွေ့ရမယ်ဘယ်သူပဲကတွေ့မတွေ့ရဘူးတွေ့ခွင့်ရတဲ့တွေ့ရှင်တွေ့ခွင့်ရပြီးဟောပြောခြင်းလို့ရှိရင်လည်းပဲကွန်မရှင်ရဲ့ခွင့်ပြုချက်ရမှာပြောရမယ်ဆိုတဲ့ဟာကန့်သက်ချက်တွေဟာတကယ်တော့ဟိုမလူအဖင်းနဲ့ဟိုဟိုကန့်သက်ချက်တွေဖြစ်နေတယ်ပြည်သူလူနဲ့ကိုယ်စားလောင်းတွေ့တာပြည်သူလူနဲ့ပါတီကိုယ်စားလေတွေ့တာတွေဟာပြည်သူနဲ့ထိတွေ့ပြီးတော့ပြည်သူတွေနားလေအောင် ီကောက်ခွဲဆိုတာပါလေယူကောက်ခွဲမှာဘယ်လိုဆောင်ရွက်မယ်ဆိုတာတွေကိုရှိတော်ဘုံစုံကနေပြီးတော့ပြောနိုင်စွန့်နိုင်ခွင့်တွေကိုလက်လက်စွာပြီးတဲ့ကွန်ရှင်ခွင့်ပြုချက်နဲ့မှပေးရမယ်ဆိုတာမျိုးကြတော့ဘုံကိုတက်တက်ချင်းပြလိုက်တာမျိုးဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒါကွန်ရှင်မှာဘယ်လိုရည်ရွယ်ချက်တွေရှိနေတယ်ဆိုတဲ့မျိုးပြောစရာဖြစ်သွားပါတယ်အဲနောက်ပြီးတော့90ခုရေကောက်ခွဲတုန်းကကွန်ရှင်ဥက္ကဋ္ဌတွေဟာတိကျလွတ်လပ်တဲ့ကွန်ရှင်ဥက္ကဋ္ဌတွေဘယ်ပါတီဘယ်အဖွဲ့မှပါတာမဟုတ်အခုကွန်ရှင်ဥက္ကဋ္ဌကတော့ဒီ ပါတီတခုရဲ့ဖွဲ့ဝင်ဖြစ်ခဲ့မှုတွေဖြစ်နေခဲ့တယ်ဆိုတဲ့အတွက်ကြောင့်မလို့မလို့အဖေနဲ့တန်တရားတွေရှိတာလဲခံကောင်းခံရမှာပဲအဲဒါတွေကအဲ့လိုရှိနေကြတဲ့မှာအခုတင်းကျပ်မှုတွေဖြစ်လာတဲ့အခါကျတော့ကဒီဘယ်လိုပါလဲဘယ်လိုက်ချင်းလို့လားအဲတခြားပါတီတွေပေါ်မှာပို့ပြီးတော့တင်းကျပ်ပြီးတော့ကိုယ်ပါတီအခွင့်အာဏာလုပ်ချင်တာဆိုတဲ့ပြောစရာရှိစရာတွေလည်းပေါ်လာတာကြားရပါတယ်ဒါကြောင့်ဒါမျိုးဟာမဖြစ်တင်တာတွေကိုမဖြစ်အောင်အခုတည်းကဆွေးနွေးပြီးတဲ့အခါမှာပြည့်ပြည့်ပြည့်မယ်ဆိုရင်တော့ ဘူကောင်းလိမ့်မယ်လို့ထင်ပါတယ်အခုထုတ်ပြန်လိုက်တဲ့မဲဆွဲစီယုံကွင်ဥပဒေကြားဟာရခင်ရရှိခဲ့တဲ့ဥပဒေထက်နည်းလှိုင်းရှင်မယ်ဆိုလို့ရှိရင်ပေါ့နော်ဘလို့ကွာခြားချက်တွေရှိတယ်ဘယ်အချက်တရားဆိုရင်ပို့ပြီးတော့ဒီကန့်သက်ချုပ်ချက်တဲ့ပုံစံမျိုးတွေပါဝင်တာမျိုးအံကယ်တို့တွေ့ရလဲမသိခင်ဗျနိုင်ရှင်ကြည့်မယ်ဆိုရင်တော့2010တို့2012တို့တဲ့ပို့ပြီးတော့တင်းကျပ်လာတာတွေ့ရတယ်ကုစလေလောင်းရဲ့ဟောပြောခွင့်နဲ့ပတ်သက်လို့ပေါ့နောက်ပြီးတော့ဒီဟောပြောတဲ့နေရာဒီကိုသွားပုံပြုပုံကတော့အရင်တိုင်းမိသားစုရှိပါတယ် ဒါပေမဲ့ပို့ပြီးတော့ဗောဗျာဒီပြည်သူလူနဲ့ထိတွေ့မှုကိုစိုးရင်ကြောင်းကြောင်းမှုကြီးစွာနဲ့ကာကွယ်နေရဲဆိုတာကိုသွားပြီးတော့တွေ့ရတာဖြင့်မကောင်းတဲ့အချက်ပါပဲဒီရွေးဆက်ထားတဲ့ဒီဥပဒေချမ်းမှာဆိုလို့ရှိရင်ဒီဒီကိုစလက်လောင်းတွေဝင်ရောက်ရှင်ပြိုင်မဲ့နေရာမှာမဲဆွဲစီယုံတဲ့နေရာမှာကျွန်တော်တို့ဒီပါတီရဲ့ဥက္ကဋ္ဌတွေစသည်ဖြင့်တခြားလူတွေက တွားရောက်ပြီးတော့စီးအောင်မယ်ဆိုလို့ရှင်ကြိုပြီးတော့စာတင်ရတာတို့ဘာတို့ရှိပါတယ်ခင်ဗျအဲ့လိုမျိုးထည့်ပြီးတော့ရေးဆွဲထားပါတယ်ခင်ဗျအဲ့တော့အန်ကယ်ဒီ NDF ပါတီဥက္ကရာတူဦးနေနဲ့ရောအဲ့ဒီပုံမှာဘယ်လိုမျိုးသုံးသပ်ပါလို့မသိခင်ဗျဒါအမှန်တမ်းမှမဖြစ်နိုင်တဲ့အချက်ပါပဲကုသရေလောင်းဆိုတာဟာနိုင်ငံသမားဟုတ်ချင်မှဟုတ်ပါမယ်ပြောနိုင်ခေါ်နိုင်တဲ့သူ့ရဲ့အရေးရှင်ရှိချင်လည်းရှိမယ်မရှိချင်လည်းမရှိဘူးပေါ့ရှိတဲ့တောင်လဲပါတီဥက္ကရာတွေပါတီခေါင်းဆောင်ပိုင်းအပုပ်ကူတွေဟာဒီ ရွေးကော်ပွဲကျင်းပမယ့်မြို့နယ်တွေကိုလှည့်လည်ပြီးတော့ကမင်းဆွေတရားဟောပြီးဖို့တာဝန်လည်းရှိပါတယ်။မဟုတ်လို့ရှိရင်ပါတီကောင်းဆောင်တို့ပါတီကိုကောင်းဆောင်ပိုင်းတို့ကိုယ်လေးကိုယ်စလဲတို့ဟိုကောင်းဆောင်ပိုင်းပုဂ္ဂိုလ်တွေကဖြစ်ဖို့မလိုတော့ပါဘူး။အဲ့တော့ဒီလိုကန့်သက်ခြင်းအပြင်လုတ်ပိုင်ခွင့်လုတ်နိုင်ကန်နိုင်တဲ့အနေအထားကိုကျင့်ကြုံပြစ်စာရောက်ပါတယ်။ဥပမာမြို့နယ်တစ်ခုမှာမတ်ပုံတင်ပြီးတော့လားအဲထောပြို့ဖို့အတွက်တင်နေဆိုပါတော့အချင်းအခါမီမကြလာလို့ရှိရင် နောက်တစ်မျိုးနယ်ကိုကူဖို့တဲ့ကြံ့ကြာသွားပြီဖြစ်ပါတယ်ပြီးတဲ့ကာလကလည်းတလာလေးဆိုတဲ့ခါကျတော့အဲတော့တကယ်လို့ကမ2015မှာနေရာပေါင်း300လောက်ဝင်မယ်ဆိုလို့ရှိရင်ဒီအမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ခေါင်းဆောင်ဦးခင်မောင်ဆွေကိုကျမတို့ရဲ့တင်ဒေါက်ကိုမျိုးစုပ်ကတွေ့ဆုံမေးမြန်းထားတာပါ ပြည်ထောင်စုအစိုးရကိုယုံကြည်မရှိကြောင်းလက်ကမ်းစာဆောင်တွေဖြန့်ဝေခဲ့တာကြောင့်နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုပုံမှ905ခခွေးနဲ့ဖန်ဆီးထိန်းသိမ်းခံထားရတဲ့ဒီမိုကရေစီအရေးစင်စစ်မပြတ်လှုပ်ရှားမှုအဖွဲ့ရဲ့ခေါင်းဆောင်ကိုထင်းကျော်ဒီကနေ့ရန်ကုန်တောင်ကလပမြို့နယ်တရားရုံးမှာရုံးထုတ်စစ်ဆေးခဲ့ပါတယ်ကိုထင်းကျော်ကိုတောင်ကလပအပြင် တောင်တကုံမြောက်တကုံအရှိတကုံ မရန်ကုန်းကြောက်တရာစတဲ့မြို့နယ်၁၇မြို့နယ်ကလည်းနိုင်ငံတော်အကြီးညိုပြည့်စုံမှုနဲ့တရားစွဲဆိုထားပါတယ်။ RFA ဝိုင်းတော်သားကိုဝင်းနိုင်ကတင်ပြထားပါတယ်ရှင်။ ္လာပါခင်ဗျာကျွန်တော်တို့အခုဒီနေ့ရောက်နေတဲ့နေရာကတော့တောင်ကလာပါမြို့နယ်တရားရုံးထဲမှာဖြစ်ပါတယ်ဒီကနေ့မှာဒီကုံစင်းလုံးကြာစင်ရေးအဖွဲ့ဒီမိုကရေစီစင်ဆက်မပြလှုပ်ရှားမှုအဖွဲ့ရဲ့ခေါင်းဆောင်ကိုထင်ကျော်ကိုယုံထုတ်တဲ့နေ့ဖြစ်ပါတယ်ကိုထင်ကျော်ကိုအစိုးရနေပြီးတော့ပုံမှန်99ခါခွေနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုပုံမှန်နဲ့တရားစွဲဆိုထားတာဖြစ်ပါတယ်အဲ့ဒီပုံမှန်နဲ့ပဲသူ့ကိုတရားစွဲဆိုထားတဲ့မြို့နယ်တွေကတော့တောင်တကုံမြောက်တကုံအရှိတကုံတကုံစိတ်ကန်းမြောက်ကလာတောင်ကလာပါမြို့နယ်တွေဖြစ်ပါတယ်ဒါအပြင်သူ့ကို ုံမှန်ဆက်ရှင်နဲ့တရားဆွဲဆိုထားတဲ့မြို့နယ်နှစ်ခုရှိပါသေးတယ်အဲ့ဒါကတော့ကြောက်တတားနဲ့ဗဟန်းမြို့နယ်တွေရပါပုံမှန်ဆက်ရှင်ကတော့ထုံးစံအတိုင်းဥပဒေအရအာမခံရပါမယ်ပုံမှန်95ခါခွေနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုပုံမှန်ကတော့အာမခံမရဘူးလို့ကိုထင်ကျော်ကဒီမနေ့မနေ့ပိုင်းတွေ့စင်မှာကျွန်တော်တို့ပြောပြခဲ့ပါတယ်ဒီကနေ့မနေ့ပိုင်းမှာပေါ့ဒီသူ့ကိုချုပ်ထားတဲ့အခန်းထဲမှာကျွန်တော်တို့ခဏတွေ့တဲ့အခါမှာကိုထင်ကျော်ကဒီသူ့ရဲ့ပြည်တော်စုအစိုးရအယုံကြည်မရှိဘူးဆိုတော့သူ့ရဲ့လှုပ်ရှားမှုနဲ့ပတ်သက်ပြီးသူ့မှာဘာမှအပြစ်မရှိဘူးသူဒီအစိုးရကိုအယုံကြည်မရှိဘူးဆိုတာကို ထပ်ပြီးတော့မှပြောပါရတယ်ကျွန်တော်တို့အနေနဲ့မေးဖြစ်တာကတော့တခြားပြည်တော်စုအစိုးရမဟုတ်ဘဲနဲ့ရန်ကုန်တိုင်းဒေသကြီးအစိုးရမြို့နယ်အစိုးရကျန်တဲ့အစိုးရတွေမှာတော့တိုင်းပြည်အတွက်လှုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီးအားအနေချက်မရှိဘူးလားလို့မေးတဲ့အခါမှာကိုထင်ကျော်ရတော့မြေသိမ်းရာသိမ်းကိစ္စတွေနောက်တစ်ခါစီးပွားရေးလုပ်ငန်းရှင်ကြီးတွေကိစ္စတွေအစရှိသဖြင့်ကိစ္စအတော်များများကိုသူရှင်းပြပြီးတော့ဒါကြောင့်သူ့အနေနဲ့ပြည်တော်စုအစိုးရကိုယုံကြည်မရှိဘူးလို့ပြောခဲ့ပါတယ်ပြည်တော်စုအစိုးရနေရာမှာကိုထင်ကျော်ကဒီဒေါန်ဆန်းစုကြည်နဲ့တိုင်းရင်းသားတွေအားလုံးပါတဲ့အစိုးရတစ်ခုကိုအစားထိုးဖို့ဆိုပြီးတော့ကိုထင်ကျော်ကပြောခဲ့တာလည်းရှိပါတယ်ခင်ဗျ အယုံချင်းနှစ်ချင်းရှိပြီပေါ့နော်ကျွန်တော်အခုဒါကဒါကဒါသုံးချင်းမြောက်ပေါ့တောင်းကလာယုံချင်းကျန်တဲ့ယုံချင်းတွေနေ့တိုင်းဆက်တိုက်တွေပဲမနေ့ဖန်တောက်ကြနေလဲရှိတယ်ပေါ့နော်ဟို၁၆ရက်နေ့ပြီးကြားမှာ၁၂တန်နေနေခံတယ်လာမယ့်တစ်ပတ်လုံးတစ်ပတ်လုံးဟိုနေယုံချင်းဆိုတော့ကျွန်တော်တို့တွေအားလုံးကယုံချင်းနေနဲ့အလုရှုပ်သလိုဖြစ်နေအဲ့တော့သူတို့ကိုယ်တိုင်ကကျွန်တော်တို့အားလုံးယုံကြည်နေတဲ့အလို့ရှိအောင်စနစ်တကျဖန်တီးထားလားဆိုတော့ကျွန်တော်တန်တရားဖြစ်မိတယ်အဲ့တော့တယုံထဲမှာကိုတင်ကျောက်ကိုစူပေါင်းမိတာတရားစီရင်လဲတော့အမှုဆွေးရင်လဲရနိုင်တဲ့ကိစ္စတခုပြီးတော့ကျွန်တော်တို့ဒါအလို့ရှိအောင်ဖန်တီးထားတယ်လို့ပဲကျွန်တော်မြင်တယ် ဒီလိုယုံကြည်နေလုပ်နေတာကအစိုးရကစနစ်တကျစီမံဖန်တီးထားတယ်လို့ပဲကျွန်တော်တို့သုံးသပ်တယ် ် RFA ဝိုင်းတော်သားကိုဝင်းနိုင်တင်ပြသွားတာပါရှင်အခုဆက်လက်ပြီးတော့တွေ့ဆုံမေးမြန်းခန်းတစ်ခုကိုလည်းထုတ်လွှင့်ပေးပါဦးမယ် ရန်ကုန်တိုင်းရှိပြည်သားဆက်မှုဆောင်နှင့် Startest အထက်ကျုပ်ဆက်ရုံမှတပတ်ကြာတပိတ်စခန်းဖွင့်ဆန္ဒပြခဲ့ကြတဲ့အလုတ်သမား184ယောက်ကိုအလုတ်ရှင်ကဒီကနေ့ရောချေးပေးပြီးအလုတ်ကထုတ်လိုက်ပါတယ် Startest ဆက်ရုံမှဆက်ဆံရေးဆိုးွားတဲ့အလုတ်သမားကြီးကြပ်ရေးမှုကိုအလုတ်ထုတ်ပေးဖို့အလုတ်သမားတွေကတောင်းဆိုခဲ့ကြတာပါဒီအလုတ်သမားတွေအလုတ်ကန်ရရှိရေးနဲ့ရောချေးကိစ္စတွေမှာကူညီပေးခဲ့တဲ့အလုတ်သမားအရေးဆောင်ရွက်သူဒေါ်မျိုးမျိုးအေးကိုကျမတို့သတင်းတော့ကိုမျိုးတန်ခိုင်ကတွေ့ဆုံမေးမြန်းထားပါတယ်ရှင် ဒီ starter ဆက်ယုံကဒီဆန္ဒပြတဲ့အလုပ်သမားတွေကိုရော်ကြေးပေးပြီးတော့ဆက်ယုံကအလုပ်ထုတ်ပြလိုက်တယ်လို့သိရပါတယ်အဲ့ကိစ္စကိုပြောပြပေးပါခင်ဗျမနေ့ကညှိနှိုင်းဖြန့်ဖြေတာပေါ့မနေ့ကညှိနှိုင်းဖြန့်ဖြေတော့ဒီအလုပ်သမားတွေကိုအလုပ်ထုတ်ဖို့အတွက်ကိုအလုပ်ရှင်ဆက်ပြီးပြောတာသူတို့တောင်းဆိုတာကသူတို့နဲ့အဆင်မပြေတဲ့ supervisor ဆက်ယုံထဲမှာခွဲခြားဆက်ဆံတဲ့ supervisor အလုပ်ထုတ်ဖြစ်ဖို့ပြောတယ်တောင်းတော့ကသူတို့ဆက်တစ်ချက်တောင်းတယ်အဲ့ဆက်တစ်ချက်ကလေအဲ့တစ်ချက်ကလေးကိုကြံပြီးရော အဲ့တချက်နဲ့ညှိနှိုင်းဖြံမီကိုတက်သွားတာညှိနှိုင်းဖြံမီရာနေပြီအဲ့ဒါမှာဥပဒေမရှိဘူးတဲ့အလုပ်ရှင်ဆုတ်ဖြတ်ချက်ဆိုပြီးပြန်ချပစ်လိုက်တယ်အဲ့ဒါလည်းဒီတပိတ်စကန်ဖွင့်ပြသွားတာပေါ့ဟိုโอเคခင်ဗျာဒီပြဿနာစာခဲ့တာဘယ်လောက်လောက်ကြာပြီလဲဘယ်လိုတွေဖြစ်လာခဲ့လဲအဲ့ဒါပြဿနာအကြောင်းညာလေးပြောပြပြမက်ရှာလောက်ကနေစာခဲ့တာသူတို့တောင်းလာတော့အချက်တွေ17ချက်30ချက်ကြော်တယ်ဒီအထဲမှာသူတို့ဟိုလစာတွေပါတယ်အခြေခံလစာတွေပါတယ်ခွင့်ရက်တွေပါတယ် OT တွေပါတယ်အဲ့ဒါမှာနောက်ဆုံးကြံတာကအဲ့ဒါပဲအဲ့ supervisor ကစက်ုံထဲမှာခွဲခြားဆက်ဆံတယ်သူတို့ခွဲခြားဆက်ဆံတော့ကြောင်းလို့အဲ့ supervisor ကိုသူတို့က သူတို့မှာမှုတ်ပြီးမှတရုံရှိတယ်။ရုံပြောင်းပေးပါပေါ့။ဒါမှမဟုတ်လို့ရှင်အလုတ်ကဖြုတ်ပေးပါအဲ့လိုပြောတယ်။အဲ့ဒါကိုပိုင်ရှာမလုတ်ပေးနိုင်ဘူးဆိုပြီးတင်းခံရရင်ဒီတပိတ်ဖြစ်လာတာပါ။ဒီအလုတ်ထုတ်ခံလိုက်ရတဲ့ဒီအလုတ်သမားတွေကိုဟိုဘလို့များရော်ကြေးပေးလဲမသိဘူး။ရော်ကြေးပေးတဲ့အကိစ္စတွေနဲ့ရှင်းပြပေးပါဗျာ။ဥရိပါကတိုင်းခံစားဝင်ပေးရ။ဟို3လနဲ့အထက်3လနဲ့တစ်နှစ်ချားဆိုရင်2လရတယ်ပေါ့။တစ်နှစ်ကလေ3နှစ်ဆိုလို့ရှင်3လရတယ်။3နှစ်နဲ့3နှစ်ကအထက်ဆို9လရတယ်။အဲ့တော့ ကျမဒီမှာ73နှစ်တမားတွေရှိတယ်70နှစ်တမားတွေရှိတယ်အဲ့လူတွေက3နှစ်တမားတွေလိုပဲငါလာစားနေပဲကျင့်နေရတယ်ဒါသည်ဥပဒေရဲ့အားနည်းချက်တစ်ခုလိုပဲကျွန်တော်တို့မြင်ပါတယ်ဟုတ်ကဲ့ဒီအလုသမားတွေကိုအလုထုတ်ပစ်လိုက်တယ်ဆိုတော့ဒီအလုထုတ်ခံလိုက်ရတဲ့အလုသမားတွေဘာဆက်လုပ်ကြမလဲဘလို့နေထိုင်ကြမလဲအမားတို့အနေနဲ့ဘလို့စီစဉ်ပေးထားလဲမသိဘူးကလုံးလုံးဆယ်တော့နေရလာတဲ့ကလေးတွေပေါ့နေရလာတဲ့ကလေးတွေကနီးဆက်ရဆွင့်ပြိုးတွေအိမ်ကိုတွားရင်တွားတယ်အခုလူ30ကျန်နေကျွန်မယုံဝင်လိုက်ခဲ့မယ်ပေါ့နေမယ်နောက်အလုပဲအလုရှာရမှာပေါ့လေ 对嘛，a 施的路也罗，哎，我偏买啵。那我老是去湖北偏乡家妈的。哎，怎么弄是买那个嘛偏的呀？啊，泸西路对嘛？不都带在泸西？泸西人会比比特别的。 အလုတ်သမားအိယော်ချင်းကိုယူတယ်တကယ်တော့အလုတ်ရှင်လူသမားပြဿနာတက်လို့ရှိရင်ပြဿနာရဲ့ဆင်းမြစ်ကိုစုံစမ်းပြီးတော့ပြေလည်အောင်ဖြေရှင်းရမှာမဖြေရှင်းမဲ့နဲ့ယော်ချင်းပြေးပြီးထုတ်ပြတယ်အဲ့တော့နောက်ကျရင်အလုတ်သမားတောင်းဆိုမှုတွေလုပ်လာတဲ့အခါကျယော်ချင်းပဲတောင်းဆိုလာတော့မယ်အလုတ်ရှင်ကလည်းယော်ချင်းပဲပြေးဖို့ဆုံးဖြတ်လာမယ်အဲ့လိုဖြစ်လာတဲ့အခါကျလို့ရှိရင်လုပ်ငန်းတစ်ခုလုံးဖွံ့ဖြိုးတိုးတက်ဖို့အရန်နောက်ကျနိုင်မယ်လို့ကျွန်တော်မြင်တယ်ဟုတ်ကဲ့ဒီမြန်မာနိုင်ငံရဲ့ဥပဒေမှာရောဒီအလို့သမား100ကျော်တနေတယ်တပြိုင်တည်းထုတ်ခွင့်ရှိပါသလားခင်ဗျ အလို့သမားတရမပြောနဲ့အဲ့ super visa တရောက်တောင်မှထုတ်ခွင့်မရှိဘူးဥပဒေမှာမရှိဘူးဆိုပြီးခွန်သမားတွေကပြန်ကြလာတယ်မြို့နေရာလည်းထုတ်ခွင့်မရှိဘူးဆိုပြီးကြတယ်ဒါပေမဲ့အလို့သမား180ကိုအလို့ထုတ်တဲ့ခါကျတော့ဥပဒေမရှိဘူးဆိုတော့လူကြီးတွေကဘာတခုံးမှမပြောဘူးဒါဥပဒေမရှိဘူးထုတ်လို့မရဘူးအဲ့တော့မင်းတို့အနေနဲ့အလုပ်သမားတယောက်ကိုပဲဘယ်လိုလုပ်မလဲဆိုစုံရချက်လုံးဝမလာပဲနဲ့အလုပ်သမား180ကိုထုတ်ဖို့ကိုပဲသူတို့ကညှိနှိုင်းဖြန့်ဖြေလမ်းကြောင်းကိုတက်သွားတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ပါရှင်ကျမလည်းကျေးဇူးတင်ပါတယ်။ ရန်ကုန်တိုင်းရွှေပြည်သားဆက်ယုံရွှေပြည်သားဆက်မှုဆောင်အမှတ်နှစ် status အထက်ကျုပ်ဆက်ယုံကလုံသမားတွေလုံထုတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လုံသမားရေးဆောင်ရွက်သူဒေါ်မျိုးမျိုးအေးကိုကျမတို့အဖွဲ့သားကိုမျိုးတန်ခိုင်ကတွေ့ဆုံမိန့်မြန်းခဲ့တာပါရှင်။ ပရိသတ်များရှင်ကျမတို့လွတ်လပ်တဲ့အာရှအတန် RFA ကရေဒီယိုနဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုကွန်ပျူတာအင်တာနက်ကတဆင့်လဲဖမ်းယူကြည့်ရှုနားဆင်နိုင်ပါတယ်။လိပ်စာကတော့ www.rfa.org/bamis ဖြစ်ပါတယ်။ RFA ကိုစာရေးသားပေးပို့ခြင်းနဲ့ဆိုရင်တော့အင်တာနက်အီးမေးလ်လိပ်စာက bamis@rfa.org ဖြစ်ပါတယ်ရှင်။ ဒီညအတွက် RFA ရုပ်မြင်သံကြားအစီအစဉ်တွေလည်းဒီမှာတွင်ပြီးဆုံးပါပြီ။ကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုထူးကျေးဇူးတင်ပါတယ်။မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ကြပါစေရှင်။